အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေတီတာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖက်ပြတင်ဆက်ပေးမယ်ဇလန်းလေးကအပြောင်အပြတ်မလုပ်နဲ့ဆိုတဲ့ဇလန်းကောင်းတို့ကိုဖက်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ခင်ဗျာအမေမပြီးသေးဘူးလားကျွန်တော်ចောင်းတက်ခေါင်းလောင်ထိုးတော့မယ်မိသိန်းခဏလောက်စောင်းဟေးအမေထမင်းကြိုင်ထဲ့နေလို့ဒီလောက်လုံးနေတာဘာလို့လို့ဘာကံအမှန်တော့မသိတော့ဘူးသွားကျင်သွားတော့ နေချောင်းဆင်းကနီမှာလာပို့ပေးမယ်။ဒီနေ့မှာဟင်းချက်တာကနောက်ကျသွားတယ်။တမီးဖြစ်သူ တင်းတင်းအေးက9တန်းအငဲကောင်မောင်ထွေးက2တန်းចောင်းသားနှစ်ယောက်အတွက်ထမင်းကျန့်ဒီဇိုင်းစီထုတ်ပေးရတယ်။ဟင်းအုပ်ကိုချပြီးထဲမယ်လို့စင်မှာ အပြင်မှာတမီးဖြစ်သူအလောတကြီးဖြစ်နေတဲ့အတွက်အငွေတထောင်ထောင်ဟင်းအုပ်ကိုဂျိုင်တဲ့ခက်ထဲလိုက်ရလက်ပူ၍လက်ထဲမှလွတ်ကြသွားပါတော့တယ်။ဂျိုင်ကိုပြန်ရေးဆေးပြီးလက်ခုသုံးနဲ့ကင်လိုက်ရတယ်။ ငရဲ့ငါတို့တုံးစီထည့်ပေးလိုက်တယ်။ငရဲ့ကိုချင်းမောင်ရွဲ့နဲ့ချက်ထားပါတော့တယ်။ကဲပြီးပြီ။ကျောင်းတက်ဖို့ကလိုပါသေးတယ်။ကျောင်းမကကင်းမြင်ကျော်ထခြင်းလို့အသေးသက်ဖြစ်နေတာမလား။တိတူရလုံးကျောင်းသားမှန်သမျှကျောင်းကိုရောက်ကုန်ပြီ။သမီးတို့မောင်နှမနဲ့ရောက်ပဲကျန်တော့တယ်။ဟဲ့မောင်ထွေးဘောင်းမီလဲမသွားဘူးလား။အဲ့ဒါမနေ့ကဝတ်ထားတာမဟုတ်လား။အမေသားကကျောင်းထဲဝင်ရင်ကောင်းကောင်းဝင်တာမဟုတ်ဘူး။ကစားပြီးမှဝင်တာ။သူတို့တရန်လုံးကညစ်ပတ်နေတာပဲ။ ကဲသွားကြเจ้าရောက်ချင်စောနဲ့မြင်မြင်မသွားနဲ့လေလူကတော့ထမင်းကငဲ့အောင်မှာနေကင်းမြတ်စားမှာပေါ့ဟဲ့အိမ်မြေမှုစိတ်မကူးနဲ့တဲကိုထမင်းတော့ကသွားပို့ရင်ညနေမှပြန်လာမှာမမကြီးလမ်းပြောတဲ့စကားကိုတင်းတင်းအေးတော်မောင်နှမကမကြားရတော့ဘူးចောင်းသူတုတ်ချီတင်ပြီးသွားကြတော့တယ်ကလေးတို့တဘာဝရားတဲ့ချိန်ရားတယ်လို့မျိုးကစားကျင်ကြတယ်ចောင်းတဲ့ရဲ့နိုင်ဝဲလူတော်လဲចောင်းမှာမကစားရမှာဆိုသဖြင့် မိခင်ဖြစ်သူကို အတင်းတလို့တကြီးဖြစ်နေကြတော့တယ်။တင်းတင်းအေးတို့အိမ်နဲ့ကျောင်းက9မိနစ်ခန့်ရှောက်ယုံနဲ့ရောက်တယ်။မိုးကုံရိပ်စပားရိပ်တဲ့လေသမား၊ကိုင်းသမားမှန်လည်းရင်အင်ကိုပိတ်က လေထဲကိုရောက်နေကြပြီ။ကျောင်းသားရှိသောမိဘများကထမင်းချိုင်ထဲကပြေးလိုက်ရတယ်။နေခင်းဆိုရင်အိမ်မှာလူမရှိမိုးရင်းလူကြီးများအိမ်မကန်းနိုင်တဲ့အချိန်မျိုးမှာကျောင်းသားလေးများနေလေကအိမ်မြန်စားခွင့်ရကြတယ်။ အချိန်တနာရီထမင်းစားချိန်ကျောင်းလွန်ပေးထားသဖြင့်ပြန်စားရချိန်မီသောကျောင်းသားများအိမ်မြန်စားကြတယ်။ကောင်းဆက်ရာသီတို့ရောက်တဲ့အခါဒီဝါလုံးနေလေညနေမိကိုတိတ်တကားပိတ်ပြီးလေထဲသို့ရောက်နေတတ်တယ်။တင်းတင်းအေးတို့မောင်နှမကျောင်းသို့ရောက်လာပါတော့တယ်။ထမင်းကြိုင်နဲ့လွဲကိုကျောင်းထဲကို အပြေးလွှာဝင်ထားလိုက်ပြီးကစားကွင်းရှိရာသို့ပြေးထွက်လာတယ်။ကျောင်းကအလေတန်းကျောင်းသူဖြစ်တဲ့ဖြင့်ကျောင်းသား900ကျော်ရှိပါတော့တယ်။ ကျောင်းသားကြီးများကမကစားကြအတန်းထဲမှာသာ အချိန်ဖြုန်းနေကြတယ်။နေကင်းထမင်းစားတော့တင်းနေအေးနဲ့မိငိမ်စုစုအေးအေးချစ်တို့လေးယောက်ဂျိုင်းကိုစီဖြင့်ဖွင့်ကစုစားလိုက်ပါတော့တယ်။လေကွင်းထဲကကျောင်းလာတတ်သောအေးချစ်ကကြွက်သားကြော်ပါလာပါတော့တယ်။အားလုံးအေးချစ်ဟင်းနဲ့နှိုက်စားလိုက်ကြသဖြင့်စောစောလေးပဲကုံသွားတော့တယ်။ဟဲငါဟင်းတွေအကုန်ဝိုင်းနေစားတာကုံသွားပြီ။နင်တို့ဟင်းတွေ ငါပြန်ပြီးတော့ပြန်နိုင်စားမှာနော်စားလေငါတို့ကကြွက်သားစားကျင်တာအခုမှစားရတာတကယ်စားကောင်းနေငါကအမေကိုများများထဲ့ခိုင်းတာဟိုခွဲဒီခွဲနဲ့ငါအတွက်များများမထဲ့နိုင်ဘူးအဲ့မှာဘသူတွေရှိလို့ဟိုခွဲဒီခွဲလောရတာလဲတဲမှာနင်းရဲ့ဖေရဲ့အမေရဲ့ကြောင်းမနေသေးရဲ့နင်းညီမ၃ယောက်တည်းရှိတာမဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့ငါအတွက်ဟင်းကုတ်ခက်ထဲတော့ အမေကသူတို့အတွက်ခြံထားတဲ့ဟင်းပကံကိုမနိုင်စားနဲ့တဲ့ဖီးယားဆုံးတော့တင်းရအောင်မယ်တဲ့ပြီးတော့ဖတ်ထဲမှာထမင်းပုံနဲ့ဟင်းထည့်ပြီးငါ့ကိုကုန်းမှန်ကိုတင်ခိုင်းနေနေငါကုန်းမှန်တင်တဲ့လားအမေတို့ဖေတို့ကစာအုပ်စာပြအမြဲတမ်းတင်နေကြလေငါလည်းသိနေတာပေါ့အမေတို့မအားရင်တင်ခိုင်းနေကြအဲ့ဒါကွင်းမှန်ဖိုးကြီးတွေလည်းကျွတ်သားဟင်းနဲ့တင်ရသေးတယ်ကွင်းမှန်ဖိုးကြီးရဲ့နောက်လိုက်နောက်ပါတွေလည်း ကွင်းမှန်ကိုတင်ပြီးပြီဆိုရင် သူတို့ကလည်းစားပါတောက်ပါဆိုပြီးပြောဆိုရသေးတယ်ပြီးမှတဲပေါ်ပြန်တက်ရတယ်ဟာငါမနဲ့ကြောင်းမသွားခင်ကျွတ်သားဟင်းနဲ့ကွင်းမှန်ကြီးနဲ့နောက်လိုက်နောက်ပါတွေကိုတင်ခဲ့ရသေးတယ်ဒါကြောင့်ဟိုခွဲဒီခွဲနဲ့ငါဟင်းကြိုင်နဲ့ဟင်းနေသွားတာငါတို့တော့တကားမှမတင်ဘူးဘူးနင်အဲ့ဒီကွင်းမှန်ကြီးကိုမြင်ဘူးလားမမြင်ဘူးဘူးရှိမယ်မထင်ပါဘူး ကွင်းမန်ရဲ့နောက်လိုက်တရေတွေဆိုတာလည်းရှိမှမထင်ဘူးဒီတခါစာအုပ်စားပြားတင်ခိုင်းရင်ရှိတယ်ဆိုမြင်အောင်ပြလို့သာပြောကြည့်ပါလားဟဲတင်းတင်းအေးကမဟုတ်တာတွေပြောရုံပဲငါဆိုရင်တော့ပြခိုင်းမှာပဲနောက်လိုက်တရေတွေကိုပါ ပြခိုင်းမှာနေမကြောက်ဘူးလားတရေဆိုတော့ကြောက်တာပေါ့အမေတို့ကပြောတယ်တရေတစီကညမှာထွက်တာတဲ့နေကင်းဆိုရင်တရေတစီမထွက်ဘူးတဲ့သူတို့ကအလင်းရောင်ကိုကြောက်တယ်တဲ့ အဲ့ဒါကြောင့်မလို့နေပဲဟင်းတွေထမင်းတွေတင်လဲလာစားမှာမဟုတ်ဘူးစကားပြောရင်ထမင်းစားနေကြရာပါသမန်အလုံးကုံသွားပါတော့တယ်ကြောင်းချီမှရေတွင်းမှာခြိုင်များကိုတွားစီလိုက်ကြတယ်ထမင်းစားပြီးတော့အချိန်နာရီဝက်ခန့်ကြာသေးပါတော့တယ်ဒါကြောင့်မလို့ကြောင်းချီကစားကွင်းသို့တင်းတင်းအေးတို့တငယ်ချင်းတစုထွက်လာကြတယ်ဒီကနေ့စနေနေ့ကြောင်းပိတ်ရဖြစ်တယ် တဲမှာလှုပ်ရှိတဲ့ဖြင့်အမေကထမင်းဟင်းကြက်တာနဲ့တောင်းထဲကိုထဲလိုက်ပါတော့တယ်။ကဲစောင်းစရာတွေယူကြသွားကြမယ်။တင်းနေအေးတို့မောင်နှမနှစ်ယောက်လည်းတဲတို့လိုက်သွားလိုက်ရတယ်။ညနေမှပြန်လာကြမည်ဖြစ်တဲ့ဖြင့်မိခင်ဖြစ်သူကထမင်းတောင်းကိုရွှဲလာခဲ့တော့တယ်။တင်းနေအေးကမောင်ထွေအားလက်ဆွဲပြီးနောက်မှပါလာခဲ့တော့တယ်။ရွာကားထွက်တာနဲ့လေကွင်းတကွင်းလုံးမှာစဘာများမရှိတော့ပါဘူး။ တလင်းတဲလဲနဲ့တိုက်သွားပြီးပုံထပြီးပြီလဲထဲမှာနွားမောင်းတန်အော်တန်ငေါတန်တမြင်မြင်နဲ့ကြားနေရတယ်စဘာသိမ့်ပြီးကောက်ဆိုင်ထဲထိုးထွန်ဆွဲအောက်ဆက်မပြတ်ခင် အားချင်းလောက်ကန်နေကြရတယ်တင်းတင်းအေးတို့လဲကွင်းတို့ရွာမနာယူဝက်ခန့်ရှောက်လာခဲ့တော့တယ်တဲရောက်တော့ဖခင်ဖြစ်သူကတကြမ်းတော့ကို ရိုက်နေပါတော့တယ်ထဲထိုးပြီးတရက်နှစ်ရက်လှမ်းထားတော့ ခဲမြေစာများကိုကြွေမွသွားစီရန်ဆဲချောသွားတတ်ထားသောကုတ်ကူသားအနှစ်တုံးကို နွားပြေဆွဲစီပြီးတလွာဆက်သွားအောင်လို့ရိုက်နေပါတော့တယ်။မကြည်မညက်မြေစာခဲများကိုထုံနဲ့ပြန်၍ဖွားကာဂျန်တုံတပြန်ရိုက်ရပါသေးတယ်။မြေစာခဲများမှုံမှုံညက်ညက်ဖြစ်သွားလျင်မြောင်းဆွဲပြီးငရုတ်မြေပဲပြောင်းစည်းရွက်ကြီးစိုက်လူရာစိုက်၍ရပါတော့တယ်။ ။တင်းနေအေးတို့သားမိထမင်းတောင်းကိုတဲအတွင်မှဝင်ထားပြီးလေထဲသို့ဆင်း၍မြေစာပေါင်းမြင်းများကိုတောင်းထဲကောက်ထဲကကစင်းရိုးပေါ်သွားပြီးတော့ပုံလိုက်ကြတယ်။မြေစာမြင်းများကမြေကြီးထဲမှာကြံခဲ့ပါကကိုင်းမင်များကြီးထွားလာတာနဲ့အများသူတို့ကလည်းရှင်သန်ကြီးထွားလာကြတယ်။အမြင်များ6ရက်၊2ရက်၊3ရက်ကစင်းရိုးပေါ်လှမ်းပြီးမှမီးရှို့ပြရတယ်။ စနေနာရီခွဲပြီးတော့ဖခင်ဖြစ်သူဂျန်းနှုံးရချင်းကိုရန်နာလိုက်တော့တယ်။တင်းနေအေးတို့သားအမိကတဲကိုပြန်ရောက်နေကြတယ်။တဲကယာယီတစ်ဖက်ကန်းကမြေဆိုင်တဲဖြစ်တော့တယ်။ຫນွေခါနားနားနေနေနေထိုင်ပြီးမိုးခါထိုတဲကိုဖျက်လိုက်တော့တယ်။လူတယောက်နှစ်ယောက်ညအိမ်ရန်ဆင်ထိုးထားပြီးရှေးဘက်ကို ကနေပြင်ကို ထိုးထားလိုက်တယ်။ထိုကနေပြင်ပေါ်မှာဘူးပင်ကိုတင်ထားလိုက်တော့တယ်။ ဘူးညွန့်ဘူးသည် ပေါ်များစွာ စားသုံးရသလိုအေးမြသောအရေးကိုလည်းရရှိပါတော့တယ်ဘူးစင်အောင်မှာထမင်းဝိုင်းဖွဲ့စားကြတယ်ဖြာချမ်းခင်းပြီးနေကင်းမှန်တရီတမောကျောဆန့်အိတ်ကြတယ်ညနေနေနာရီကျော်မှ လေခွေးနဲ့တို့ပြန်ဆင်းကြတယ်ဟဲ့မောင်ထွေနင်းအဖေကိုအတန်ပြူလိုက်ထမင်းပြင်ပြီလို့မောင်ထွေလည်းနွားရီတိုက်ပြီးကစင်းရို့နီမှာ နွားလန့်နေသောဖခင်ဖြစ်သူကိုလှမ်း၍တံပြူလိုက်တော့တယ်။တင်းနေအေးလာအောင်ခဏ။ရော့ဒီငပြောဘက်ကိုယူသွား။ပကံနဲကို ထမင်းနဲ့ဟင်းထက်ပုံပြီးအဖိုးကွင်းမှန်ကြီးကိုတင်မြောက်ပသလိုက်။လာပြီးသုံးဆောင်ပါလို့ပြောပြီးကစင်းရိုးပေါကိုတင်းထားခဲ့လိုက်။ငပြောဘက်တဲတခါတည်းပုံထဲလိုက်ရမလား။ပကံအတိုင်းတင်ထားလိုက်အောင်။ငါပြောဘက်ကိုဘေးမှာထားခဲ့တင်းနေအေးလဲမိခင်ခိုင်းတဲ့အတိုင်း ထမင်းဟင်းပုံထဲထားသောပကံကို ကစင်းရိုးပေါ်တင်ပြီးပါဇက်မှာအဖိုးကွင်းမှန်အားပြောဆိုဆက်သားလိုက်တော့တယ်။ပြောဆိုမှုပြီးတာနဲ့တဲတဲကို ပြန်ဝင်လာခဲ့တော့တယ်။ကဲဒီနေ့ပကံသွားယူလိုက်။ပကံနဲ့ကထမင်းနေဟင်းတွေကိုငှပြောပတ်တဲ့ကိုပုံထဲလိုက်။အဖိုးရဲ့နောက်လိုက်နောက်သားတွေစားကြတောက်ကြပါလို့ပြောလိုက်။ဘာလဲအဖိုးရဲ့နောက်လိုက်နောက်သားတွေကတရေတွေလားအမေ။တဲဒီကောင်မလေး ခိုင်းရင်ခိုင်းတဲ့အတိုင်းလှုပ်လိုက်တာမဟုတ်ဘူးစကားကြောက ရှည်နေသေးတယ်တင်းတင်းအေးလေကစင်းရိုးပေါ်မှာဗကန်ကိုယူလိုက်တော့တယ်အဖိုးသုံးဆောင်ပြီးပြီဆိုရင် အဖိုးရဲ့တပည့်နောက်လိုက်များအားရပါရသုံးဆောင်ကြပါပြောဆိုလိုက်ပြီးငါပြောဘက်ပုံပြီးတဲတဲ့သို့ပြန်ဝင်လာလိုက်တယ်လက်စေးပြီးထမင်းစားတယ်ပဲပုတ်ငါချောက်ကိုခရဲညင်သေးနဲ့ချက်ထားတယ်ဟင်းတက်ခွက်နဲ့ငါပြီးရီတို့စီရပါပါတော့တယ် မင်းစားပြီးနိုင်ဝက်ခန့်မင်းမကြတဲအတွင်မှာတိန်လုံးနီးပါအိပ်ပျော်ပါတော့တယ်။နေနေနိုင်ခန့်ဖားခင်နဲ့မိခင်တို့နိုးလာပါတော့တယ်။ညနေ9နာရီခန့်ရောက်တော့အလုတ်သိမ်းပြီးပြန်ရန်ပြုတ်ကြတော့တယ်။တင်းနေအေးမောင်လေးကိုလက်ဆွဲပြီးရှေ့ကနေသွားနဲ့ဖားခင်ဖြစ်သူကနွားနယ်လေထဲမှာညအိမ်မယ်ညနေပိုင်းအိမ်ပြန်ပြီးထမင်းစားအောင်မယ်။ ပြီးမှတဲပြန်လာပြီးစပားပုံများကိုစောင့်ရန်ညားအိမ်မီဖြစ်တယ်။တင်းတင်းအေးကမောင်ထွေးအားလက်ဆွဲပြီးတော့တဲပြန်ကိုထွက်လာလိုက်တယ်။ကစင်းရုပ်ပေါ်မှာနေကင်းကပုံထားသောထမင်းနဲ့ဟင်းအနှဲငယ်ကိုတွေ့လိုက်ရတယ်။တဲမှာခွေးမရှိပေမဲ့တဲနီနာကခွေးများဖြတ်သွားဖြစ်လာ ရှိပါတော့တယ်။ထိုခွေးများသွားလာရင်ထမင်းပုံကိုစားသွားနိုင်တယ်။လေကြွယ်များလဲစားနိုင်တယ်။ ငှက်များလေးစားနိုင်နေဖက်ထဲမှာအနှဲငယ်သာကြံမာတော့တယ်။ဒါတရေစားတော့တာဖြစ်မယ်။မွာသေးဘူးလား။စားချင်ရင်အင်ကိုလိုက်ခဲ့။ဟဲ့မိတင်အေးဘာပြောလိုက်တာလဲ။ဩသမီးနေလေကကြွေးတာ စားလို့မွာသေးရင်အိမ်မှာလိုက်စားလို့ပြောတာ။ဟာဒီကောင်မလေးတော်တော်ပေါ့ပေါ့ရှာရှာပြောတယ်။သွားသွားကလေးစကားအမှန်မမှန်နဲ့သွားသွား မိခင်ဖြစ်သူကစိုးရိမ်စွာပြောပြီးထိုနေရာကထွက်လာခဲ့တော့တယ်။ဖခင်ဖြစ်သူကတဲအတွင်းကလိုက်မလာသေး။နွားများကိုမြင်များပုံကျွေးနေတော့တယ်။နောက်ကိုပြောကောင်းမှမသိမပြောကောင်းမှမသိပြောချင်ရရှောက်မပြောနိုင်တော့။တည်တည်ကြာကြာမှတ်ထား။မိခင်ဖြစ်သူပြောစကားကြားသည်လားမကြားသည်လားမသိ။မောင်ဖြစ်သူနဲ့အတူအနီးကနေအပြေးသွားတယ်။ကုဆုံးမြင့်ရှင်သမီးနဲ့သားကိုခေါ်ပါအောင် ချော်ချက်ပြီးတော့လဲနေဦးမှာဖြစ်။နောက်ကမိလာတော့ခင်မုန်းဖြစ်သူအားအရှိကပြေးသွားနေတော့ကလေးများအားလှမ်းဟတ်တားလိုက်တော့တယ်။ဟဲ့မောင်ထွေးတို့ခဏရအောင်အမေတို့ကိုစောင့်အောင်။မိသားစုအလုံးကြွားတဲ့သူဝင်လာခဲ့တော့တယ်။အိမ်ကိုရောက်တော့မိကိုအမြန်မွေးပြီးထမင်းတအိုးကိုတဲလိုက်တော့တယ်။ကိုစိုးမြင့်တို့တားဖ၃ယောက်ရေသွာချိုးနေကြတယ်မနက်ကပဲပုံးနဲ့ငချောက်ချက်တပတ်ကံ ကျောင်းဝင်ထဲမှာထားခဲ့လိုက်တော့တယ်။ကြက်ချန်နဲ့ဆင်းပြီးကြက်ဥသုံးလုံးကိုနှဲ့ယူခဲ့ကပကံနဲ့ဖောက်ထည့်လိုက်ပြီးကြက်ဥမှုကြောကို ကြော်လိုက်ပါတော့တယ်။ထမင်းလည်းကြက်ပြီးကြက်ဥလည်းကြော်ပြီးပြီးမိခဲကိုလျှော့လိုက်ပြီးငပိရီအိုးကိုမိဖို့ပေါ်ကို တင်ထားလိုက်ပြီးရေတခွက်ကိုတောက်လိုက်ပါတော့တယ်။ထို့နောက်ရေချိုးရံထွက်လာခဲ့ပါတော့တယ်။ရေချိုးမိမကြမီ ထမင်းတပကံစားပြီးဝိုင်းနောက်သို့စုတ်ထိုင်ကား ဇကြိုးကြကဲ့သို့ပုံစံမျိုးနဲ့ထိုင်မာတော့တယ်။ဟဲ့ကောင်မလေးလက်သွားစည်းလီဘာထိုင်လို့နေရလဲ။ကိုစိုးမင်းကတမီးဖြစ်သူကငေါ့ပြောလိုက်တော့တယ်။တင်းနေအေးကမောအေးပင် မကြည်ခေါင်းကုံငုံထားလိုက်တယ်။ဟဲ့ဘာဖြစ်နေတာလဲငါကမောကြည်စမ်းတင်းတင်းအေးကဇက်ကနေမောကြည်လိုက်ပါတော့တယ်မျက်လုံးကမျက်မှောင်ကုတ်ထားပါတော့တယ်ပြီးတာနဲ့ခေါင်းကိုပြန်ငုတ်တော့တယ် ဒီကောင်မလေးဘာဖြစ်သွားတာလဲရုတ်တရက်ထပြီးတော့ငိုပြန်တော့တယ်မီးလို့လည်းမဖြစ်ငိုရိတ်သာငိုပါတော့တယ်ဒီကောင်မလေးလမ်းမှာဘာဖြစ်လာလို့လဲဘာမှမဖြစ်ပါဘူးတော့ပြေးလွှားနေလို့ချော်လဲမယ်လို့တောင်မှစိုးရိမ်နေတာဘာမှမဖြစ်ဘူးဒါဆိုဘာများဖြစ်တာလဲထမင်းစားနေရင်ရုတ်တရက်ဖြစ်သွားတာနင်းနေတော့ထူးဆန်းနေကဲထမင်းစားပြီးပြီဆိုလဲတိမ့်လိုက်တော့မယ် ရှင်သမီးကိုကြည်ထောက်အောင်မမ်းမြီကစားပြီးပကယ်များထပ်ပြီးမြေးဖို့တဲဝင်သွားပါတော့တယ်ထမင်းစားကုန်ကို ကိုဆုံးမင်းကဆွဲထောင်လိုက်ပြီးတင်းတင်းအေးကကျဲမြင့်ပေါ်သို့လှဲ့ချလိုက်တော့တယ်တောင်းတောင်ကြီးဖြစ်နေပါတော့တယ်ကလေးပါစက်ကလူကြီးတံမျိုးငူးစံလူလူညီးစံလူလူထွက်ပေါ်လာပါတော့တယ်ငားမေကိုတွားခေါ်လိုက်မယ်အမေကိုမေးကြည့်ခိုင်းရင်အဖြေတိမှာ ကိုဆုံးမြင့်ရဲ့မိခင်ကရွာလင်မာနေပါတော့တယ်။ဖီးယာဒီယာကန်းဆိုင်ပြီးပျောကကိစ္စအနှဲငယ်လေတက်ကျွမ်းသူဖြစ်တယ်။ဆယ်မိနစ်ခန့်မှညာကိုဆုံးမြင့်ရဲ့မိခင်ဒေါ်လုံးတင်လိုက်လာပါတော့တယ်။ဒေါ်လုံးတင်က အသက်50ကျော်ခန့်သာ ရှိပါတော့တယ်။ကိုဆုံးမြင့်ပြောပြထားသည်နဲ့ဘာဖြစ်နိုင်မလဲဆိုတာကိုသဘောပေါက်သွားတယ်။အိမ်မော်ရောက်တာနဲ့တုံလုံးလဲနေတော့တင်းတင်းအေးကငောက်ကနေထထိုင်လိုက်ပါတော့တယ်။ ဒေါ်တင်လုံးကဖျားဆင်ရှိသွားပြီးဖျားကိုရှစ်ခိုးလိုက်ပါတော့တယ်။ဦးသုံးချိန်ချရှစ်ခိုးပြီးတာနဲ့တင်တင်အေးရှိမှသွားထိုင်လိုက်ပါတော့တယ်။ကဲ၁၁နှစ်သာသာရှိသေးတဲ့ကလေးမဘာအကြောင်းနဲ့အပူကက်ပြီးလိုက်လာတာလဲပြောပြစမ်းပါ။ထမင်းစားရှင်လို့ပါ။ဘယ်ကလိုက်လာတာလဲ။တဲကနေလိုက်လာခဲ့တာ ကလေးမကစားလို့မဝသေးရင်အင်ကိုလိုက်ပြီးစားပါလို့ပြောခဲ့လို့လိုက်လာခဲ့တာ။ ကျွေးမယ်ထင်ပြီးစောင့်နေတာမကျွေးသေးလို့သူ့မှာဝင်ပူးကတ်နေတာကလေးစကားဆိုတာပြောချင်တာပြောတာပဲအမှန်ဆိုပြီးတွားယုံလိုက်လို့ကတော့အခုမစားရမတော့ရဖြစ်သွားတာပေါ့ဟုတ်လားဟုတ်ပါတယ်ဒါဆိုရင်စားပြီးရင်ပြန်မလားပြန်မမယ်ဟဲ့ဆိုမြင့်မြကြီးကြားတယ်မဟုတ်လားစားပြီးရင်ပြန်မယ်တဲ့ခုခက်ပြီးသူ့ရှိမှဖတ်နဲ့တွားပုံပြီးလိုက်ဟိုဟို ထမင်းရောဟင်းရောမကြံတော့ဘူးကဲကဲဒီလိုလို့အခုကလေးကထမင်းစားဖို့ဖိတ်တယ်လူကြီးတွေကမသီးလို့စားလိုက်ကြတယ်မနှက်ဖြန်ညနေ6နာရီအိမ်ရှိမှာထမင်းနဲ့ဟင်းပုံပြီးကျွေးမယ်အမဲသားဟင်းချက်ကျွေးမယ်ဖြစ်လားအသေးချာပြောပါမနှက်ဖြန်ကျွေးမယ်ဆိုရင်ဖြစ်ပါတယ်မနှက်ဖြန်ညနေ6နာရီအမဲသားဟင်းနဲ့ပုံကျွေးမယ်အဲ့ဒီတစ်ချိန်ပဲကျွေးမယ်အဲ့ဒီအချိန်လာစားပါ အခုကလေးရဲ့ကိုမပုတ်ကန်နေရနေခွာပေးပါ ခွာပြီးရင် ကိုနေရကိုပြန်ပါမနဲ့ပြန်ညနေလာစားပါဒေါ်တင်အေးရဲ့စကားဆုံးတာနဲ့တင်တင်အေးထိုင်နေရကပြန်လဲကြသွားတယ်ဒေါ်တင်လုံးဖျားဆင်ရှိသူထားသွားပြီတောက်တော်ရီကွက်ကို ဆုံးလိုက်ခါကလေးမလေးကိုရေစက်နဲ့တောက်လိုက်ပါတော့တယ်ကလေးမလေးသတိပြန်ရလာပြီးထားထိုင်လိုက်ပါတော့တယ်ဘာဒီဖြစ်သွားတာလဲတီးလိုက်လားသမီး မသိဘူးတမိဘာဖြစ်လို့လဲလေကွင်းထဲမှာထမင်းစားမွာသေးရင်အိမ်မလိုက်စားလို့ခေါ်ခဲလို့တရေမှအိမ်ထိလိုက်လာပြီးမှထမင်းလာစားလို့တမိကိုဝင်ပူးကတ်နေတာဟင်တမိကိုပူးတယ်ဟုတ်လားဘာလဲတမိမသိဘူးအခုဖွားဖွားကြီးရောက်လာလို့တရေကိုနှင်ထုတ်လိုက်တာထွက်သွားတာနောက်ကိုအပြောင်အပြက်စကားတွေမပြောရဘူးနော်တရေတစီဆိုတာ ပြောင်းလောင်းတဲ့စကားမျိုးကို မပြောရဘူးမယုံလို့လဲမြင်အောင်ပြလို့မပြောရဘူးနော်တမီးခေါ်ခဲတော့လိုက်လာတာဟုတ်လားဟုတ်တယ်တရဲကဖွားဖွားကြီးကို ပြောသွားတာနောက်ကို လေတဲကိုဆင်းရင်ကွင်းမိုင်တွေကို နောက်လိုက်တဆီတွေကိုအပြောင်အပြက်တွေမပြောရဘူးနော်ဟုတ်ကဲ့ဖွာဒေါ်တင်လုံးကမနှက်ဖြန်ညနေမှာတစ်ခေါက်ပြန်လာပြီးတရဲစာကိုကျွေးမိဟုပြောကပြန်သွားပါတော့တယ် တင်းတင်းအေးလေးရဲ့မသိနားမလဲစွာအပြောင်ပြက်ပြောသောစကားတခွန်းကြောင့်မမ်းမြည်အမေသား90တာဝဲချက်ပြီးတရေကိုကျွေးလိုက်ရပါတော့တယ်။ဟုတ်ကဲ့ဇလန်းလေးကို အဆုံးထိလိုက်နားဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါခင်ဗျာ။